်ထဲမှာဘားနဲ့ရုံးခန်းတွေကိုပါထဲသွင်းပြီးဆောက်လုပ်ထားတဲ့နန်းစုရည်ဒီဆိုရဲ့အိမ်မင်္ဂလာပါပရိသတ်ကြီးတို့ရဲ့နန်းစုရည်ဒီဆိုဟာမကြသေးမီကသူမရဲ့အိမ်ကိုပရိသတ်ကြီးတွေကိုတွေ့မြင်ရအောင်သူမရဲ့ဆိုရှယ်မီဒီယာပေါ်မှာတင်ခဲ့ပါတယ်ဒီအိမ်အစ်စ်ကြီးဟာခဏထဲဝါပြီးသူမရဲ့လူပညာအောင်မြင်မှုတွေကိုဖော်ပြနေလိုပါပဲဒီနေ့မှာတော့နန်းစုရည်ဒီဆိုရဲ့အောင်မြင်တဲ့လူပညာခီးလန်းနဲ့သူမရဲ့အိမ်အလှပိုင်ဆိုင်မှုတွေအကြောင်းကိုဆက်လက်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်နန်းစုရည်ဒီဆိုရဲ့နာမည်အရင်းကနန်းစုရည်ဒီဆိုပဲဖြစ်ပါတယ်သူမက2000ပြည့်နှစ်အစောပိုင်းကာလမှာလူပညာလောကကိုစတင်ဝင်ရောက် ောင်းလာခဲ့ပါတယ်။ရွေးလှပမှုညံရီထက်မြက်မှုနဲ့ဥပညာရေးအချင်းတွေဟာသူမကိုလျင်မြန်စွာအောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိစေခဲ့ပါတယ်။စက်ကောင်ဇေယအမျိုးမျိုးကိုပိုင်နိုင်စွာတည်ဆောက်နိုင်ခဲ့ခြင်းကသူမရဲ့အာသာချက်ပါပဲ။ချစ်ကာရီမှာချစ်တတ်တဲ့ကောင်မလေးအဖြစ်ပိုင်နိုင်တယ်လို့ဒရာမာဇက်ကာရီမှာလည်းဝန်ထမ်းမှုနာကျင်မှုစတဲ့ပြင်းထန်တဲ့စိတ်ခံစားမှုတွေကိုပြပြအောင်တည်ဆောက်နိုင်ခဲ့ပါတယ်။သူမပါဝင်တည်ဆောက်ခဲ့တဲ့ဇက်ကအချို့မှာပြည်သက်လက်ခံမှုမြင်မာခဲ့ပြီးစီဝါရေးရအောင်မြင်မှုတွေလည်းရရှိခဲ့ပါတယ်။ဒီလိုအောင်မြင်မှုတွေကနန်းစုရီဆိုးကိုမြမရုပ်ရှင်လောကမှာထိတ်တန့်မင်းသမီးတို့အဖြစ်ရည်တည်စေ ခဲ့ပါတယ်တိကျဆောင်အလုပ်အပြင်နန်းစီဒီဆိုကအစိုးရတို့အနေနဲ့လည်းပြိသက်တွေများစွာရှိနေပါသေးတယ်သူရဲ့တခြင်းတွေကများသောအားဖြင့်ပေါ့ဂီတာမျိုးစားနဲ့ခစ်ပေါ်တေးဂီတာတွေပဲဖြစ်ပါတယ်တကူတော့တေးစီများစွာထုတ်ဝေခဲ့ပြီးတော့အစိုးရတို့ပြစ်ခိုင်မှစွာရည်တည်ခဲ့ပါတယ်တခြင်းတွေမှာကိုပိုင်ခန်းသားချက်နဲ့နုပညာဖန်တီးမှုတွေကိုထည့်သွင်းဖော်ပြလေးရှိပါတယ်မေမေဆူမာဆိုလို့ယူအောင်ချစ်ရသူစတဲ့တခြင်းတွေကယနေ့ထိလူငယ်ပြိသက်တွေကြားမှာရေပန်းစားနေစေဖြစ်ပါတယ်ဒီတခြင်းတွေကသူမရဲ့နုပညာတန်တန်းတလျှောက်အောင်မြင်မှုကိုအခိုင်အမာပြသနေတဲ့အမှတ်အသားတွေပဲဖြစ်ပါတယ်သူမဒီခ ြစ်မည် fashion နဲ့ style ကြမှုတွေကြောင့်လူသိများပြီးတော့မြန်မာ fashion လောကမှာလွှမ်းမိုးမှုရှိသူတအူးလည်းပဲဖြစ်ပါတယ်။သူမရဲ့ဝစားစီမှု fashion ပုံစံတွေဟာလူငယ်ပြည်သက်တွေအတွက်စံနမူနာယူစရာဖြစ်ခဲ့ပြီး fashion လောကရဲ့လမ်းကြောင်းတစ်တွေကိုပေါ်ဆောင်ပေးခဲ့ပါတယ်။ brand ပေါင်းများစွာရဲ့ brand ambassador ဖြစ်လဲလက်ခံရိုက်ကူးခဲ့ပါတယ်။သူမရဲ့လူကြိုက်များမှုနဲ့ style ကြမှုတွေကြောင့်ကုန်အမှတ်တစိုက်တွေကသူမနဲ့လက်တွဲလှုပ်ဆောင်မှုကိုစိတ်ဝင်စားလာကြပါတယ်။နောက်ဆုံးရည်ဒီဆိုအိမ်အစ်စ်တွေကထူးခြားတဲ့အချက်တွေထဲမှာတော့အိမ်တွင်ဘားနဲ့တည်တံ့ရုံးခန်းတို့ကိုထည့်သွင်းဆောက်လုပ်ထားတာပဲဖြစ်ပါတယ်။ဒီဇိုင်းပိုင်းကို kimi နေပြီးစိတ်တည်ရှိအောင်ခံထိထားတဲ့ဘားနေရာဟာအဲ့တဲ့တွေနဲ့လူပညာမိတ်ဆွေတွေကိုဖိတ်ကြားတဲ့အခါတတောင်တတပျော်ရွှင်စွာအခမ်းအနိုင်မျိုးရွယ်ပုံရပါတယ်ခင်မီရင်ပြီးအလင်းအမှောင်တွေနဲ့အယောင်အသေးတွေကိုအသုံးပြုထားတာကြောင့်နောက်ဘက်မှာပိုပြီးဆွဲဆောင်မှုရှိစေပါတယ်ဒါဟာသူမရဲ့ခင်မီရင်လေထိုင်မှုပုံစံနဲ့လူမှုဆက်ဆံရေးကိုဖော်ပြနေပါတယ်လူပညာရှင်တယောက်အနေနဲ့လူပညာအလုပ်တွေအဆက်မပြတ်လုပ်ကိုင်နေရတာကြောင့်အိမ်ထဲမှာပဲအလုပ်အတွက်တည်တဲ့ရုံးခန်းတစ်ခုထည့်သွင်းထားတာဟာအလုပ်ကိုထိထိရရအသုံးချနိုင်မှုအလွန်အရေးကြီးပါတယ်ဒီရုံးခန်းဟာအစည်းအဝေးတွေပြုလုပ်ဖို့စာချုပ်စာရမ်းတွေလေ့လာဖို့နဲ့ နောက်လာမယ့်အမှုပညာစီမံကိန်းတွေကိုအယုံဆိုင်စီစဉ်ဖို့အတွက်အကောင်းဆုံးနေရာတစ်ခုဖြစ်ပါလိမ့်မယ်။အလုံးနဲ့ကိုပိုင်ဘွားကိုမျှတအောင်နေထိုင်တက်တဲ့သူမရဲ့ professional ဆန်မှုကိုလည်းပြသနေပါဗျ။ဒါပြင်အိမ်ရဲ့အတွင်မှာအလှဆင်မှုတွေမှာလည်းသူမရဲ့အမှုပညာမြောက်တဲ့ရတကိုထိဟန့်နေပါဗျ။ကျမကျယ်ဝန်းနဲ့ဧကန်အမှုပညာလက်ရာတွေနဲ့အလှဆင်ထားတဲ့နေရန်တွေအစီအသေးမြင့် pre blog တွေကအိမ်တစ်ခုလုံးကိုနှွေးထွေးပြီးတော့အစဉ်အတန်းမြင့်မာတဲ့ခံစားချက်ကိုဖြစ်ပေါ်စေပါဗျ။ဒီလိုဇင်ခံပစ္စည်းတွေနဲ့ပြည်စုံတဲ့အိမ်တစ်လုံးကိုပိုင်ဆိုင်ထားတာဟာသူမရဲ့စူးစမ်းအထောက်အမှုတွေရဲ့အသည့်အပွင့်မဲ့ ဖြစ်ပါတယ်။ဒါအပြင်သူမရဲ့အဝတ်လဲခဲဟာဆိုရင်လည်းနမကြီး brand အနေနဲ့ပြင့်နှံ့နေပြီးတော့စိုင်းပြန်ဖွင့်လို့ရလောက်တဲ့အထီကိုများပြားလွန်တာကိုတွေ့ရမှာပါ။နန်းစီရီဆိုဟာအမှုပညာနယ်ပယ်မှာထူးချွန်တဲ့ fashion icon တဦးဖြစ်ရပ်တည်နေပါတယ်။သူမရဲ့စိုင်းကြတဲ့ဝတ်စားစင်မှုဖက်နှက်မျိုးစားရွေးချယ်မှုနဲ့ဈေးကြီးတဲ့အသုံးဆောင်ပစ္စည်းတွေကပရိသတ်တွေကြားမှာအများရန်စိတ်ဝင်စားစရာဖြစ်နေပါတယ်။နန်းစီရီဆိုရဲ့ဝတ်ခန်းထဲမှာဘာတွေရှိမလဲဆိုတာကိုကျမတို့နဲ့အတူကြည့်လိုက်ရအောင်။နန်းစီရီဆိုရဲ့ဝတ်စုံတွေဟာခေတ်စီးချောင်းကိုအဆောင်နိုင်ငံရှိပြီးသူမရဲ့ကိုပိုင်ရတ္တကိုဖော်ညွှန်းနေပါတယ်။ ယ်။ဒီမှာနောက်ဆုံးမော fashion တွေကိုအမြဲတမ်းလိုက်မြင်အောင်ဝတ်ဆင်လေးရှိပါတယ်။နိုင်ငံတကာ fashion designer တွေရဲ့လက်ရာတွေအပြင်မြန်မာ designer တွေရဲ့ဖန်တီးမှုတွေကိုလည်းပေါင်းစပ်ဝတ်ဆင်ပါတယ်။နန်းစုရည်လီဆိုဟာ fashion ရွေးချယ်မှုတွေမှာရင်းရင်းနဲ့တူတူလည်းပဲဖြစ်ပြီးတော့ပုံမှန်မဟုတ်တဲ့ design တွေအရောင်အသွေးတွေနဲ့ပုံစံတွေကိုစမ်းသပ်ဝတ်ဆင်ရဲပါတယ်။ဒါဟာသူမရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ fashion အပေါ်ထားရှိတဲ့ဆရာထက်သန်မှုကိုပြသနေတာပဲဖြစ်ပါတယ်။မြန်မာရွေးရဝတ်ဆုံတွေပိုးရွေတွေနဲ့အမျိုးသားဝတ်ဆုံတွေကိုဝတ်ဆင်တဲ့အခါမှာလည်းခင်မိတဲ့ပုံစံအဖြစ်ပေါင်းစပ်ဖန်တီးနိုင်စမ်းရှိပါတယ်။ရွေးရနယ်ခင်မိ ချင်းကိုပေါင်းဆက်ပြီးသူမရဲ့ fashion ကိုမြှင့်တင်ပါတယ်ဒီလိုမျိုးအများပြလာတဲ့အဝတ်အစားတွေဟာသူမရဲ့အဝတ်လေခန်းထဲမှာမဆက်နိုင်အောင်များပြနေတာကိုတွေ့ရမှာပါဒီလိုပဲ fashion sense ကိုပြည့်ပြည့်စုံစေဖို့အတွက်ဖနက်ရွေးချယ်မှုကလည်းအရေးကြီးပါတယ်နန်စီရီโซရဲ့ဖနက်စုဆောင်မှုဟာအလွန်ကြွယ်ဝပြီးအမျိုးအစားဆောင်လင်ပါတယ်မနိုလိုဗလန်နဲ့ခရစ်စတီယန်လောင်ဖော်တွန်စားတဲ့ကဘာကျော်ဖနက်အမှတ်တရစိတ်တွေရဲ့ high တွေကသူမရဲ့ fashion ဓာတ်ပုံအနေနဲ့ပွဲတက်တွေမှာမကြာခဏတွေ့ရပါတယ်နေ့စဉ်ဘဝနဲ့ခီးသွားတဲ့အခါမျိုးတွေမှာတော့နမကြီးစနီကာအမှတ်တရစိတ်တွေရဲ့ဖနက်တွေကိုရွေးချယ်ပါတယ်ဒါက fashion င်တဲ့တသုံတသာရှိမှုကိုမျှတအောင်နေထိုင်တဲ့သူမရဲ့ပုံစံကိုဖော်ပြပါရယ်။နန်းစွေလီဆိုတဲ့စတိုင်ကိုပို့ပြီးပြိပိတ်ဆောင်သွားစေကတော့သူမအသုံးပြုတဲ့အစစ်တမ်းမြင်ပါရယ်အသုံးဆောင်ပစ္စည်းတွေပဲဖြစ်ပါရယ်။သူမက Chanel, Hermes, Louis Vuitton စတဲ့ကမ္ဘာထိပ်တန်း luxury brand တွေနဲ့လက်ကင်အိတ်တွေကိုစုဆောင်းတဲ့သူတူလို့ယူဆရပါရယ်။ဇင်းလုံးမြင်မပြီးဒီဇိုင်းပိုင်းမှလည်းထူးခြားတဲ့အိတ်တွေကိုပိုင်ဆိုင်နားပါရယ်။လက်ကင်အိတ်တွေရဲ့အယောင်နဲ့ဒီဇိုင်းကိုသူမဝတ်ဆင်တဲ့အဝတ်အစားနဲ့လိုက်ဖက်အောင်ရေးချဲတက်တာဟာလည်းသူမရဲ့ fashion ကျွမ်းကျင်မှုကိုပြသနေပါရယ်။အခုလိုပဲသူမရဲ့လက်ကင်အိတ်တွေဟာလည်းသူမဆိုင်ပြန်ဖွင့်လို့ရလား ောက်တဲ့အထိကိုများပြားလွန်လာပါတယ်။နမေကျော်နိုင်အမှတ်တစိုက်တွေနဲ့စိန်စီထားတဲ့နိုင်တွေကိုလည်းခုလိုပဲမြင်တွေ့ရမှာပါ။ဒီမှာဟာနိုင်တွေကိုဝတ်ဆင်လေးရှိပြီးဒါကသူ့ရဲ့အောင်မြင်မှုကိုပေါ်ပြနေတဲ့သုံးဆောင်တစ်ခုဖြစ်ပါတယ်။ခင်မီတဲ့ဒီဇိုင်နာမျက်မှန်တွေကိုလည်းစုဆောင်းထားတာကိုလည်းပဲတွေ့ရမှာပါ။အောင်မြင်တဲ့နုပညာရှင်တယောက်အနေနဲ့နန်းဆူရည်ဒီဆိုဟာလူမှုအကျိုးပြုလုပ်ငန်းတွေမှာတက်ကြွစွာပါဝင်လေးရှိပြီးလူမှုအကျိုးပြုလုပ်ငန်းတွေနဲ့ private လုပ်ငန်းတွေမှာလည်းအချိန်ပေးကပါဝင်ကူညီလေးရှိပါတယ်။ပညာရေးကျန်းမာရေးတဘာဝဘေးရန်ရဲ့ကူညီစားတဲ့ကဏအသီးသီးမှာသူမတက်နိုင်တဲ့ဘက်ကပါဝင်လှူဒန်းကူညီပေးပါတယ်။ဒါဟာနုမြ န့်ချီတူရဲ့လူမှုတာဝန်ယူမှုစိတ်ဓာတ်ကိုပြသနေရပဲဖြစ်ပါတယ်။နန်းစုရီဆိုသည်သူမရဲ့အမှုပညာဆွဲရင်များလှပတဲ့ရုပ်ရည်နဲ့ခင်မီရဲ့စတိုင်တွေကြောင့်မြန်မာအမှုပညာလောကမှာလေးစားအားကျရတဲ့အမှုပညာရှင်တို့ဖြစ်ရက်တည်နေပါတယ်။သူမရဲ့အောင်မြင်မှုတွေဟာတနေ့ချင်းစီစူးစမ်းအထောက်မှုတွေနဲ့ပရိသတ်တွေရဲ့မြင့်တာတွေကြောင့်ဖြစ်တယ်ဆိုတာကိုညင်းဆိုလို့မရပါဘူး။သူမရဲ့အိမ်အစ်စ်ကြီးဟာလည်းသူမရဲ့အမှုပညာခရီးလမ်းရဲ့အောင်မြင်မှုကိုထင်ရှားစေတဲ့ပြရော်တစ်ခုပါပဲ။ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးအောင်ပါမို့လို့ဆက်လက်ပြီးစောင့်ကြည့်နေပေးပါအောင်နော်။ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက် က်လိုက်ပါရရှင်